လူမျိုးရဲ့မြန်မာလူမျိုးမုံလူမျိုးအခုထိုင်းနေရာဘလောက်ထိအကျဉ်းရောက်လဲဆိုရင်အနေနဲ့မြန်မာပြည်သားကိုဘယ်လိုပြောလဲဆိုရင်မြန်မာပြည်သားလူမျိုးတွေကိုမဝေပေးနဲ့ပေါ့အလုံးမင်္ဂလာပါခင်ဗျာအခုဖြစ်စဉ်လေးကတော့ထိုင်းမှာရေးကြီးပြီးတော့ပြည်သူတွေအစားအစာဝေငှတဲ့နေရာမှာထိုင်းလူမျိုးတို့ကမြန်မာတိုင်းရင်းသားတွေကိုအပေးဖို့ကက်ကွက်ရာကနေပြီးတော့ဖြစ်သွားတဲ့အရင်ပွားမှုတစ်ခုဖြစ်ပါတယ် ကဲဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်လည်းအတူတူလိုက်ပါရေးရှုပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ let's go ကိုနာအမြင်ပြောတယ်ထိုင်းလူမျိုးပါပါရယ်ပေါ့နော်ဒါထ ာလူမျိုးမုံလူမျိုးအခုထိုင်းနေရဘလောက်ထိအကျဉ်းရောက်လဲဆိုရင်အနေနဲ့မြန်မာပြည်သားကိုဘယ်လိုပြောလဲဆိုရင်မြန်မာပြည်သားလူမျိုးတွေကိုမဝေပေးနဲ့ပေါ့နော်ငါတို့ထိုင်းလူမျိုးပဲဝေပေးငါတို့ထိုင်းလူမျိုးတွေပဲဒုက္ခရောက်နေတယ်ပေါ့နော်အဲ့ဒီကဒီအကိုကပြောလိုက်တယ်ငါတို့မုံနေမြန်မာတွေပဲလူပေးထားတဲ့တည်တနာပေါ့နော်အကုန်လုံးရစေရမယ်အကုန်လုံးတန်းသူရမယ်ပေါ့နော်ဒီအဖွားကြီးစပင်ဖြူအဖွားကြီးကနေပြီးပြောတာပေါ့နော်အားလုံးဒီဘက်ကျတော့အဲ့ဒီစပင်ဖြူအဖွားကြီးကနေပြီးတော့အနောက်ကနေအကုန်လုံးထိုင်းလူမျိုးအရန်အကြည့်ရောက်တယ်ပေါ့နော်အခုလိုမျိုးဒု ောခရောက်တော့မှကိုကဝိုင်းဝန်းပြီးတော့ကုညီပေးတော့မှလူမျိုးခွဲခြားသေးတယ်ပေါ့နော်ဒါအမှန်တကယ်အနေတော့အကလောဖွဲ့စီမှာဆိုရင်မွန်ရဲမြမရဲတိုင်းရင်သားတွေပါတယ်ပေါ့နော်တအုံမှသူတို့ကထိုင်းလူမျိုးတွေကသူတို့ပေးမဝေစေချင်ဘူးတဲ့ဘယ်လောက်ဒီအကြည့်ရောက်တယ်ဒါအနေတော့ပါဝါဘန်နေရောအစားအသောက်တွေရောပေါ့နော်ဝေပေးတယ်ဒီမှာပါဝါဘန်ကကြတော့တအိမ်မှာတလုံးပေါ့နော်ဘာဖြစ်လို့မနိုင်လို့တယောက်ဆိုရင်ဒီမှာအကလောဝေပေးနေပါတယ်ရှင်ဒီနေရာလေးမှာနော် ားလုံးကျေးဇူးတင်ပါတယ်အနေနဲ့မြန်မာပြည်သားတွေစိတ်ချเนาะအနေနဲ့လည်းမြန်မာပြည်သားတို့ပဲဦးစားပေးပြီးတော့ဝေပေးမှာဖြစ်ပါတယ်အခုလိုမျိုးဝေပေးအချိန်မှာတို့ထိုင်းလူမျိုးတွေကထွက်လာတော့ဗောနော်ဒါအဲ့လိုမျိုးထွက်လာပြီးတော့ဒီလိုမျိုးပြောတော့ကိုကပို့ပြီးတော့စိတ်မကောင်းဖြစ်ရတယ်เนาะအဲ့ဒါကြောင့်အနေနဲ့ပြန်ပြီးတော့မျှဝေတာပါရှင်ကဲအခုဖြစ်စဉ်လေးကတော့ကျွန်တော်တို့ viewer တွေမြင်တဲ့အတိုင်းပါပဲခင်ဗျာရေးချင်းမှုနဲ့ပတ်သက်ပြီးတော့ဒီလူမျိုးရေးခွဲခြားတဲ့ဖြစ်စဉ်ပေါ့အဲ့ကနေပြီးတော့ဒီကျွန်တော်တို့ဒီရေးချင်းမှုနဲ့ပတ်သက်ပြီးတော့ ဒုက္ခရောက်နေတဲ့လူတွေကိုဟိုပစ္စည်းစားစရာတွေပေါ့နော်၃ဆရာ၃ဆရာသုံးမဲ့ပစ္စည်းတွေစားမဲ့ပစ္စည်းတွေကို လာရောက်ဝင်ခဲ့တဲ့နေရာမှာဒါဟာမြန်မာနိုင်ငံသားမြန်မာတိုင်းရင်းသားတွေအကုန်လုံးပေါ့နော်ဝိုင်းဝန်းပြီးတော့စုစည်းပြီးတော့လာရောက်ဝင်ခဲ့ပြတာကိုအဲ့ဒီအချိန်မှာဘဲထိုင်းလူမျိုးတူကခုနဒီအမပြောသလိုပဲနော်စမေဖြူစမေအဖြူရောင်နဲ့ထိုင်းလူမျိုးတူက သူတို့ထိုင်းလူမျိုးကပဲဝင်ငါပြပါတိုင်းတားတွေကိုဒီမြန်မာနိုင်ငံသားတွေကိုပေါ့နော်မြန်မာနိုင်ငံသားဆိုတိုင်းတားပေါ့အလုံးပေါ့အဲ့ရကိုမပေးပဲနဲ့သူတို့ထိုင်းလူမျိုးပဲပေးပါဆိုပြီးတော့အဲ့လိုမျိုးပေါ့တက်ွက်တဲ့စကလုံးတွေထွက်လာတယ်ပေါ့နော်ဒီမှာပြောတဲ့အတိုင်းပါပဲတကယ်လဲစိတ်မကောင်းဖြစ်နေဖြစ်မိတယ်ပေါ့နော်ဒါဆိုတော့အခုလိုမျိုးဒုက္ခရောက်နေတဲ့အချိန်တော့မှလူမျိုးရေးခွဲခြားနေဆိုတော့ဒါမဖြစ်သင့်တဲ့အရာပေါ့နော်ကဲဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့ viewer လေးတွေ ဘယ်လိုထင်တယ်လဲဘယ်လိုမြင်တယ်လဲထင်တယ်လို့မြင်တယ်လို့ comment ထဲမှာဝင်ပေးလို့ရပါတယ်ခင်ဗျာနောက်ပြီးလို့ဒီမှာပြန်လဲဆုံးသွေးကြပိတ်ခေါက်လိုက်ပါခင်ဗျာဘိုင်ဘိုင်